သားတို့သမီးတို့မင်္ဂလာပါဒီချက်ကတော့စတ္တမရန်တင် जा ပါတာတင် जा ပြီးမယ်ဒီချက်ဆိုးဖြစ်ပါတယ်ဒီချက်တင် जा တစ်ကအခန်းတစ်ခေါင်းစဉ်သဘာဝကိန်းများနဲ့အပြည့်ကိန်းများဆိုတဲ့ခေါင်းစဉ်ကိုတင် जा ပေးမှာဖြစ်ပါတယ် ရင်ဆုံးဒီကျဲသဘာဝကိန်းများအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။ဒီကျဲတို့သတင်းတစ်ပတ်မှာရက်ပေါင်း9ရက်ရှိရဲမြမစာမှာ B 33ခုရှိရဲတဒါစင်မှာ12ခုရှိတယ်ဆိုပြီးတော့ဒီကျဲတို့ကကိန်းတွေကိုရေးတွက်ကြတယ်။အဲ့ဒီကိန်းတွေကိုသဘာဝကိန်းများဒါမှမဟုတ်ရေးတွက်ကိန်းများလို့ခေါ်တယ်။တဘာဝကိန်းတွေမှာဆိုရင်အကြီးဆုံးတဘာဝကိန်းဆိုပြီးတော့မရှိပါဘူး။ เนาะအဲ့တော့တီချာတို့တဘာဝကိန်းကဘာတွေလဲဆိုရင်1 2 3 4 5 6 7 8 9 10အဲ့လိုစသဖြင့်ကိန်းတွေ ਆ ဆိုရင်တဘာဝကိန်းတွေဖြစ်ပါတယ်เนาะတီချာတို့သိရမှာ8နဲ့9ကြားမှာဆိုရင်တဘာဝကိန်းမရှိဘူး4နဲ့5ကြားမှာလည်းတဘာဝကိန်းမရှိပါဘူးเนาะနောက်ခေါင်းစဉ်အနေနဲ့တဘာဝကိန်းတွေကိုကိန်းမြင့်ပေါ်မှာဖော်ပြခြင်းဆိုတဲ့ခေါင်းစဉ်ကိုတင်ကြားပေးပါမယ် အရင်ဆုံးမြင်းဖြောင့်တချောင်းကိုဆွဲမယ်ဆွဲပြီးလို့ရှိရင်အစမှတ်ကနေပြီးတော့ညာဘက်ကို အကွာဝေးတူတဲ့အပိုင်းငယ်လေးတွေပိုင်းမှတ်မယ် အဲ့ဒီမြင်းပေါ်မှာပထမဆုံးပိုင်ဖြတ်တဲ့နေရာကို အငယ်ဆုံးသဘာဝကိန်းဝမ်းရဲ့နေရာဖြစ်သတ်မှတ်မယ်ပြီးရင်ကြံသဘာဝကိန်းတွေကို ထိုမြင်းရဲ့ညာဘက်မှာရှိတဲ့ပိုင်မှတ်တွေမှာတစ်တိုးပြီးတော့မှတ်သားခြင်းအပြင်အစုံမရှိရေးမှတ်နိုင်တယ်။အဲ့ဒီသဘာဝကိန်းတွေကိုအစုံမရှိရေးတွက်နိုင်တဲ့အတွက် သူ့ကို အကြီးဆုံးသဘာဝကိန်းမရှိဘူးဆိုတာကိုမှတ်ထားမယ်။ ဲ့လိုသတ်မှတ်ထားတဲ့မြင်ဟာသဘာဝကိမြင်ဖြစ်တယ်ကြည့်ရအောင်เนาะဒီချေရိုဒီမှာ အစမှတ်ကနေပြီးတော့เนาะအစမှတ်ကိုဘာထားမလဲ1 2 3 4 5 6လို့ပြီးတော့ချေရိုရေးလိုက်မယ်เนาะအဲ့တော့သဘာဝကိမှာအဆုံးမရှိပါဘူးဆိုတာကိုမျှလေးနဲ့ဖော်ပြထားပါတယ် ကျဲတို့တဘာဝကိန်းတွေတင် जा ပြီးတဲ့အခါမှာအပြည့်ကိန်းများဆိုတဲ့ခေါင်းစဉ်ကိုတင် जा မှဖြစ်ပါတယ်။ဒီကျဲတို့တူညီတဲ့တဘာဝကိန်းနှစ်ခုကိုနှုတ်လိုက်မယ် လှုပ်လိုက်လို့ရှိရင်ရလက်ကိုတဘာဝကိန်းနဲ့မဖော်ပြနိုင်တော့ဥပမာဆိုရင်ချိုးချင်းထည့်ထားတဲ့ဘူးထဲကနေချိုးချင်းအလုံးကိုထုတ်လိုက်တဲ့ဆိုရင်ဘူးထဲမှာချိုးချင်းတစ်လုံးမှ မကြံတာကိုဖော်ပြဖို့အတွက်တဘာဝကိန်းကိုအသုံးပြု၍မရတော့တာကိုတွေ့ရမယ်အဲ့ဒါကြောင့်အဲ့ဒီရလက်ကိုဖော်ပြနိုင်ဖို့အတွက်သင်္ကေတ0ကို တီထွင်ပြီးတော့၃ညာဆိုပြီးခေါ်ခဲ့ကြတယ် အဲ့တော့တဘာဝကိန်းမှာတုံညကိုထက်မှန်ဖြည့်ဆွတ်လိုက်ခြင်းအဖြစ်ရရှိလာတဲ့ကိန်းတွေကိုအပြစ်ကိန်းများလို့ခေါ်တယ်။အဲ့တော့အပြစ်ကိန်းတွေကိုကြည့်လိုက်ရအောင်0 1 2 3 4 5 6 7 8 9 10စသဖြင့်အဲ့ဒီကိန်းတွေဟာအပြစ်ကိန်းတွေဖြစ်ကြတယ်။တဘာဝကိန်းတိုင်းဟာအပြစ်ကိန်းမဖြစ်ဘူးဆိုတာကို သိရမှာဖြစ်ပါတယ်။အပြစ်ကိန်းများကို ကိန်းမြင့်ပေါ်မှာဖော်ပြခြင်းဆိုတဲ့ခေါင်းစဉ်ကိုဒီချက်ထပ်တင်ပါမယ်။ သဘာဝကိန်းတွေပေါ်မှာကိန်းမြင့်ပေါ်မှာအစမှတ်ကိုတုံညာဖြစ်တတ်မှတ်ခြင်းနဲ့ရရှိလာတဲ့ကိန်းမြင့်ကို အပြစ်ကိန်းမြင့်လို့ခေါ်တယ်။အပြစ်ကိန်းနေမှာဆိုလို့ရှိရင်အကြီးဆုံးအပြစ်ကိန်းမရှိတာကိုမှတ်ထားပါမယ်။အဲ့တော့ဒီချေတို့ဒီမှာကိန်းမြင့်လေးကိုကြည့်အောင်အစမှတ်က0 1 2 3နဲ့10လာနေမြားလေးပြထားတဲ့ကြောင့်အပြစ်ကိန်းနေမှာလည်းအဆုံးမရှိဘူးဆိုတာကိုသိရပါမယ်။ နော်အဲ့ဒီတဘာဝကိန်းနဲ့အပြည့်ကိန်းနဲ့သင်ကြားပြီးတဲ့အခါမှာဒီချက်တို့စာအုပ်ဖတ်စာအုပ်ထဲမှာပါတယ်ပုံစံတွက်လေးကိုကြည့်ရအောင်နော်မိကွန်းလေးကကနန်းလေးလုံးပါတော့အကြီးဆုံးအပြည့်ကိန်းနဲ့အငယ်ဆုံးအပြည့်ကိန်းကိုရှာပါဆိုတဲ့ခေါင်းစဉ်မိကွန်းလေးဖြစ်ပါတယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီချက်တို့ကပု္ပ္ပာအရာဆိုရင်အကြီးဆုံးတဘာဝကိန်းမှာကနန်းလေးလုံးပါတယ် အဲ့တော့ထောင်ကနန်း၊ရာကနန်း၊ဆယ်ကနန်းနဲ့ခုကနန်းတို့ပါတယ်အဲ့ထောင်ကနန်းရာကနန်းဆယ်ကနန်းနဲ့ခုကနန်းအတီးတီးမှာဆိုရင်အကြီးဆုံးကနန်းတွေက9ဖြစ်တယ်။အဲ့ဒါကြောင့်ဒီချေတို့ကထောင်မှာလည်း9ရာကနန်းကလည်း9ဆယ်ကနန်းကလည်း9ခုကနန်းကလည်း9ဖြစ်တယ်။အဲ့ဒါကြောင့်ဒီချေတို့အဖြစ်ကကနန်းလေးလုံးပါတော့အကြီးဆုံးအပြည့်ကင်းက9 9 9 9ဖြစ်ပါတယ်။ နော်ပြီးတော့နောက်မေခွန်မှာသူကအငဲဆုံးအပြစ်ကိန်းကိုမေးထားတယ်ကနန်းလေးလုံးပါတဲ့အငဲဆုံးအပြစ်ကိန်းဆိုလို့ရှိရင်ဒီကျတော့တဘာဝကိန်းတွေမှာကနန်းလေးလုံးပါတယ်ထောင်ကနန်းရာကနန်းဆယ်ကနန်းနဲ့ခုကနန်းလို့ပါတယ်ထောင်ကနန်းမှာဆိုရင်ဒီချေတို့ကရှေ့ဆုံးမှာတုံရမထည့်ရအောင်အဲ့ဒါကြောင့်တုံရမဟုတ်တဲ့အငဲဆုံးကနန်းဟာ1ဖြစ်တယ် အဲကြောင့်ရာကနန်းစေကနန်းခုကနန်းတွေကြတော့အငယ်ဆုံးအပြည့်ကိန်းဟာတုံညာဖြစ်တယ်အဲဒါကြောင့်ကနန်းလေးလုံးပါတဲ့အငယ်ဆုံးအပြည့်ကိန်းကိုဒီဇယားကွက်လေးမှာကြီးလိုက်မယ်ဆိုရင်1000ဖြစ်ပါတယ် ဒီချက်ဒီနေ့သင်ကြားပေးတဲ့အကြောင်းအရာလေးကတော့အခန်းတတဘာဝကိမ်းများနဲ့အပြည့်ကိမ်းများရဲ့သင်ခန်းစာတတဘာဝကိမ်းများနဲ့အပြည့်ကိမ်းများကိုကိမ်းမြင့်ပေါ်တွင်ဖော်ပြခြင်းအကြောင်းဖြစ်ပါတယ်။ဒါတို့တမီတို့လည်းဒီသင်ခန်းစာကိုနားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်သင်ခန်းစာတွေမှာဒီချက်တို့ပြန်လည်တွေ့ကြမယ်နော်။ Bye bye ။ ပါရသမီတို့မင်္ဂလာပါဒီချက်ကတော့သတ္တမရံတင် जा ဘာသာကိုတင် जा ပေးမယ်ဒီချက်ဆိုးပဲဖြစ်ပါတယ်အခုတင် जा တစ်က ပေါင်းခြင်း လုံထုံးဆိုင်ရာဂုံတက်တိများဆိုတဲ့ခေါင်းစဉ်ကိုတင် जा ပေးမှဖြစ်ပါတယ် ရင်ဆုံးအပေါင်းဖလဲရာဂုံတက်တိကိုဒီချေလို့ကြည့်ရအောင်။ကိန်းဒီမှာ ပေါင်းလက်ကိုရှာတဲ့အခါမှာ ကိန်းဒီကိုရှေ့နောက်စီစဉ်ထားမှုဟာအရေးကြီးလားမကြီးလားဆိုတာကိုအရင်လေ့လာကြမယ်။ဥပမာ20နဲ့35တို့ရဲ့ပေါင်းလက်ကိုရှာမယ်ဆိုရင်20နဲ့35ပေါင်းခြင်းဒါမှမဟုတ်35နဲ့20ပေါင်းချင်းတို့ဟာကွာခြားမှုရှိမရှိကိုဒီချေတို့ကိမင်းလေးတုံးပြီးတော့လေ့လာကြည့်ရအောင် အရင်ဆုံးကိမြင့်လေးမှာဒီချက်က0ကနေပြီးတော့60တိမြားလေးနဲ့ဒီချက်ပြထားတယ်အရင်ဆုံး20ကို20တိမြားလေးပြမယ်20ကနေပြီးတော့35တိကို သွားမယ်အဲ့ဆိုပေါင်းလိုက်တဲ့အခါမှာ55ကိုရမယ်နောက်တစ်ခါ35ကိုအရင်ဆုံးရေးမယ်ရေးပြီးတော့20နဲ့ပေါင်းလိုက်လို့ရှိရင်လေ55ပဲရတယ်။အဲ့တော့20အပေါင်း35 ညီမျခြင်း35 + 20ဆိုတာကိုသွားတွေ့ရမယ်။အဲ့တော့အထက်ပါမှာဖော်ပြထားတဲ့အချက်တရားဆိုလို့ရှိရင်ဘယ်အပြည့်ကိန်းနှစ်ခုပေါင်းခြင်းအတွက်မဆိုမှန်တာကိုတွေ့ရမယ်။အဲ့ဒါကြောင့် a နဲ့ b ဟာအပြည့်ကိန်းနှစ်ခုဖြစ်မယ်ဆိုရင် a အပေါင်း b ညီမျခြင်း b အပေါင်း a ဖြစ်တာကိုတွေ့ရပါမယ်။เนาะအဲ့ဒါကိုဒီကျေတို့အပြည့်ကိန်းများအတွက် အပေါင်းဖလေရဂုံတတိလို့ခေါ်မယ်။နော်အဲ့တော့ဒီကျေတို့နောက်တစ်ခုအနေနဲ့အပေါင်းထတူရဂိမ်းကိုကြည့်ရအောင်။တုံညာနဲ့အပြည့်ဂိမ်းတစ်ခုကိုပေါင်းလို့ရှိရင်ပေါင်းလက်ကအဲ့ဒီအပြည့်ဂိမ်းပဲရတာကိုအောက်ကဥပမာလေးတွေကြည့်ပြီးဒီကျေတို့သိလို့ရတယ်။တုံညာနဲ့တုံညာပေါင်းရင်တုံညာပဲရတယ်။နော်0နဲ့1နဲ့ပေါင်းမယ်1နဲ့0နဲ့ပေါင်းရင်1ရတယ်။ နောက်က0နဲ့2နဲ့ပေါင်းမယ်2နဲ့0နဲ့ပေါင်းရင်လည်း2ရတယ်အဲ့ဒါတွေကိုကြည့်ချင်းအဖြစ်တုံညာနဲ့ဘယ်အပြည့်ကိန်းကိုမစို့ပေါင်းလို့ရှိရင်ပေါင်းလက်ကအဲ့ဒီအပြည့်ကိန်းပဲရတာကိုတွေ့ရတယ်အဲ့ဒါကြောင့်တုံညာ0ကို အပေါင်းထပ်တူရကိန်းလို့ခေါ်တယ်အဲ့တော့ဒီကျတော့ဒီရလေးကိုကြည့်ရအောင် a ရာအပြည့်ကိန်းတစ်ခုဖြစ်မယ်ဆိုရင်0နဲ့ a နဲ့ပေါင်းခြင်းဟာ a နဲ့0နဲ့ပေါင်းရင် a ပဲရတာကိုတွေ့ရမယ်နော်ကဲတချေရောနောက်ခေါင်းစဉ်အနေနဲ့အပေါင်းဖက်ဆက်ရဂုံတက်တီကိုကြည့်ရအောင်ပုံစံတွက်လေးကိုကြည့်မယ်နော်မိခွန်းလေးကចောင်းကပွဲမှာလက်မှတ်တွေရောင်းတဲ့အခါမှာမတ်တီတာ83ဆောင်းရောင်းတယ်မတ်နီလာ56ဆောင်းရောင်းတယ်မတ်ကြည်ပြ109ဆောင်းရောင်းတယ် အဲ့တော့လက်မှတ်ဆောင်ရည်ပေါင်းဘလောက်ရောင်းရသလဲဆိုတော့မေခွန်၄ပါအဲ့တော့အရင်ဆုံးမတိတာရောင်းတဲ့73နဲ့မမီလာရောင်းတဲ့56ကိုပထမပေါင်းလိုက်မယ်ပေါင်းပြီးတော့အဲ့ဒီပေါင်းလက်မှာမကြည့်ပြရောင်းတဲ့109ကိုထပ်ပေါင်းမယ်ဆိုလို့ရှိရင်ဒီကျေတို့က73 plus 56ခွင်းပိတ်ခွင်းထဲမှာအရင်ပေါင်းမယ်ပြီးရင်အပေါင်း 109ကိုပေါင်းပဲအဲ့ဒီအဖြေဟာ73နဲ့56ပေါင်းတာ129ရရတယ်နောက်တစ်ခါ109နဲ့ထပ်ပေါင်းလိုက်လို့ရှိရင်238ရတာကိုတွေ့ရမယ်နောက်တစ်ခါ73ကိုထားထားထားပြီးတော့70 56နဲ့109နဲ့ပေါင်းလက်ကိုထပ်ပေါင်းမယ်ဆိုလို့ရှိရင်238ပဲရတာကိုတွေ့ရမယ် အဲ့ဒါကြောင့် A B နဲ့ C တွေဟာအပြည့်ကိန်းသုံးခုဖြစ်မယ်ဆိုရင်ဂွင်းစာ A အပေါင်း B ဂွင်းပိတ်အပေါင်း C ညီမျှခြင်း A အပေါင်းဂွင်းစာ B အပေါင်း C ဂွင်းပိတ်ဖြစ်တာကိုတွေ့ရမယ်အဲ့ဒါကြောင့်အပြည့်ကိန်းများအတွက်အဲ့ဒီကိန်းတွေကို အပေါင်းဖက်ဆက်ရဂုံတက်တီလို့ခေါ်ပါတယ်အဲ့တော့ဒီကောင်းချုပ်အနေနဲ့ဒီချေရိုကြည့်မယ်ဆိုလို့ရှိရင် A B C တွေဟာမိတိအပြည့်ကိန်းများမဆိုဖြစ်လျင်နံပါတ်1 A အပေါင်း B ညီမျခြင်း B အပေါင်း A ကို အပေါင်းဖလှယ်ရာဂုဏ်တက်သည်လို့ခေါ်မယ်နံပါတ်1အနေနဲ့0နဲ့ A နဲ့ပေါင်းမယ် A နဲ့0နဲ့ပေါင်းလို့ A ရတာခါမှာ အပေါင်းထပ်တူရကိန်းဟာ0ဖြစ်တယ်နံပါတ်3 နော် A နဲ့ B နဲ့အရင်ပေါင်းပြီးမှ C ကိုပေါင်းမယ်။နောက်တစ်ခါ A ကိုခြံထားမယ် B နဲ့ C ပေါင်းလို့ရတဲ့အဖြစ်နဲ့ပေါင်းမယ်။အဲ့ဒါကို အပေါင်းဖက်ဆက်ရာဂုံတက်တီလို့ခေါ်တယ်ဆိုတာကိုဒီကျေတော့နောက်ဆုံးအနေနဲ့မှတ်ကြမယ်။ ဒီနေ့ဒီချဲတင်ကြားပေးတဲ့အကြောင်းအရာလေးကတော့အခန်း၁တဘာဝဂိမ်းများနဲ့အပြည့်ဂိမ်းများရဲ့သင်ခန်းစာနှစ်ပေါင်းချင်းလှုပ်ထုံးဆန်ရာဂုံတက်တိများအကြောင်းဖြစ်ပါတယ်။ဒါတို့တမီးတို့လည်းဒီသင်ခန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချဲမျှော်လင့်ပါတယ်။နောက်သင်ခန်းစာမှာဒီချဲတို့ပြန်လည်တွေ့ကြမယ်နော်။ Bye bye. ဒါရုသမီးတို့မင်္ဂလာပါဒီချက်ကတော့စတ္ထမရန်တင် जा ဘာသာရက်ကိုတင် जा ပေးမယ်ဒီချက်ဆိုဖြစ်ပါတယ်ဒီချက်တင် जा တစ်အခန်း1ကသဘာဝကိန်းများနဲ့အပြည့်ကိန်းများဆိုတဲ့ခေါင်းစဉ်ဟာသင်္ကန်းစာ3ဖြစ်တဲ့မြောက်ချင်းလုံထုံးဆိုင်ရာဂုံတက်တိများအကြောင်းကိုတင် जा ပေးမှာဖြစ်ပါတယ် ချင်းလှုပ်ထုံးဆိုင်ရာဂုံသက်တိများဆိုတဲ့ခေါင်းစဉ်အောက်မှာအမြောက်ဖလဲရာဂုံသက်တိကိုဒီချဲတော့အရင်ဆုံးတင်ပါမယ်။ကိန်းတွေကိုမြောက်တဲ့အခါမှာကိန်းထားရှိတဲ့အစီစဉ်ဟာမြောက်လက်တွေမှာအရေးကြီးလားမကြီးလားဆိုတာကိုလေ့လာကြမယ်။ဥပမာ21နဲ့18တို့မြောက်လက်ကိုရှာတဲ့အခါမှာ21ကို18နဲ့မြောက်တာဖြစ်စေ18ကို21နဲ့မြောက်တာဖြစ်စေ ပျောက်လက်တံပိုးကအတူတူပဲဖြစ်တယ်။အဲ့တော့ကိန်းနေမှာဆိုရင်ရှေ့နောက်အစီအစဉ်ကအေးမကြည့်ဘူး။ဆိုလိုတဲ့အခါကတော့ဗာလဲဆိုရင်21အမြောက်18ညီမြချင်း18အမြောက်21ဖြစ်တယ်။နော်အဲ့ဒီအချက်ကဘီတီအပြည့်ကိန်းနှစ်ခုအတွက်မဆိုမှန်နေဆိုတာကို ဒီကျေတို့တည်ရတယ်အဲ့ဒါကြောင့် A နဲ့ B ဟာအပြည့်ကိန်းနှစ်ခုဖြစ်မယ်ဆိုရင် A အမြောက် B ညီမျှခြင်း B အမြောက် A ဖြစ်တယ်အဲ့ဒါကိုအပြည့်ကိန်းများအတွက်အမြောက်ဖလေရာဂုံတန်တည်လို့ခေါ်တယ်เนาะနောက်တစ်ခုကြည့်ရအောင်1က0နဲ့မြောက်မယ်0က1နဲ့မြောက်တယ်အဲ့လိုဆိုရင်0ပဲရတယ်နောက်က3နဲ့2နဲ့မြောက်တယ်2နဲ့3နဲ့မြောက်ရင်6ရတယ် ။နောက်က2နဲ့1နဲ့မြောက်တယ်1နဲ့2နဲ့မြောက်တယ်2ပဲရတယ်။4နဲ့3နဲ့မြောက်တယ်3နဲ့4နဲ့မြောက်ရင်12ရတယ်။အဖြေတွေဟာအလုံးတူတူပဲဖြစ်တယ်။အဲ့ဒါတွေကိုကြည့်တဲ့အဖြစ်အမြောက်ဖလှယ်ရဂုံတက်တိကိုတွေ့နိုင်တယ်။အပြည့်ကိန်းတစ်ခုကိုဒီကျေရောတုံညာနဲ့မြောက်ကြည့်ရအောင်။နော်မြောက်လက်ကအမြဲတမ်းတုံညာရတာကိုတွေ့ရမယ်။1နဲ့0နဲ့မြောက်မယ်0နဲ့1နဲ့မြောက်ရင်လည်း0ပဲရတယ် 2နဲ့0နဲ့မြောက်မယ်0နဲ့2နဲ့မြောက်ရင်လည်း0ပဲရတယ်အဲ့လိုစသဖြင့်0နဲ့ဘာပဲမြောက်မြောက်0ပဲရတဲ့အတွက်ကြောင့် a ရာအပြစ်ကိန်းတစ်ခုဖြစ်တယ်ဆိုရင်0အမြောက် a ညီမျှချင်း a အမြောက်0ညီမျှချင်း0ဖြစ်တယ်အဲ့တော့နောက်တစ်ခုခေါင်းစဉ်အနေနဲ့အမြောက်ထပ်တူရကိန်းကိုကြည့်ရအောင် ဝမ်းကိုဘယ်အပြစ်ကိန်းနဲ့မစိုးမြောက်လို့ရှိရင်မြောက်လက်ကအမြဲတမ်းအဲ့ဒီထိုးအပြစ်ကိန်းပဲရတာကိုတွေ့ရတယ်။1နဲ့0နဲ့မြောက်မယ်0နဲ့1နဲ့မြောက်ရင်0 1နဲ့1နဲ့မြောက်မယ်1နဲ့1နဲ့မြောက်ရင်အဲ့ဒီ1ပဲပြန်ရတယ်။1နဲ့2နဲ့မြောက်တယ်2နဲ့1နဲ့မြောက်ရင်2ပဲရတယ်။ 1နဲ့3နဲ့မြောက်မယ်3နဲ့1နဲ့မြောက်ရင်3ပဲရတယ်ဒီချက်ဒီမှာရေးပေးထားတယ်เนาะအဲ့ဒီတော့1ကိုဘာလို့ခေါ်လဲဆိုရင်အမြောက်ထတ်တူရဂိမ်းလို့ခေါ်တယ်အဲ့ဒီဂိမ်းပဲပြန်ပြန်ရနေတဲ့အတွက်ကြောင့်အမြောက်ထတ်တူရဂိမ်းကို1လို့ခေါ်မယ်เนาะ A ဟာအပြည့်ဂိမ်းတစ်ခုဖြစ်မယ်ဆိုရင်1အမြောက် A ညီမြချင်း A အမြောက်1ညီမြချင်း A ဖြစ်တယ် နောက်ခေါင်းစဉ်အနေနဲ့အမြောက်ဖက်ဆက်ရဂုံတက်တီကိုတင်ပါမယ်။ကိန်းသုံးလုံးကိုတီချေရိုဆက်ပြီးတော့မြောက်ကြည့်ကြမယ်။ဥပမာ9ရဲ့5ကဲ4ရဲ့မြောက်မယ်။အဲ့ဒီမှာမြောက်လက်လေးကိုကြည့်ရအောင်။9နဲ့5ကိုအရင်မြောက်45ရမယ်။နောက်တစ်ခါ4နဲ့ထပ်မြောက်မယ်။နော်အဲ့တော့အဖြေကဘလောက်ရလဲ180ရမယ်။နောက်တစ်ခါ9ကိုခြံထား5နဲ့4နဲ့မြောက်မယ်။ အဲ့တော့နိုင်ကိုခြံထားတဲ့တန်တိနဲ့ဆက်မြောက်လိုက်လို့ရှိရင်လည်း180ရတာကိုတွေ့ရတယ်။အဲ့ဒါကြောင့်ဂွင်းစာနိုင်အမြောက်5ဂွင်းပေအမြောက်4ညီမြချင်းနိုင်အမြောက်ဂွင်းစာ5အမြောက်4ဂွင်းပေဖြစ်တာကိုတွေ့ရမယ်။ကျေရောအဲ့တော့ A ရဲ့ B ရဲ့ C တွေကအပြည့်ကိန်း၃ခုဖြစ်မယ်ဆိုရင်ဂွင်းစာ A အမြောက် B ဂွင်းပိအမြောက် C ညီမြချင်း A အမြောက်တွင်စား B အမြောက် C တွင်ပိတ်ဖြစ်တာကိုတွေ့ရမယ်။အဲ့ဒါကို အပြည့်ကိန်းများအတွက်အမြောက်ဖက်ဆက်ရဂုံတက်တီလို့ခေါ်တယ်။ဒီချေတော့အခုတင်သွားတဲ့အမြောက်ဖလေရဂုံတက်တီအမြောက်ထတ်တူရဂိန်းနဲ့အမြောက်ဖက်ဆက်ရဂုံတက်တီအကြောင်းတွေကိုဒီချေတော့ညီကုံချုပ်လိုက်မယ်ဆိုလို့ရှိရင် A ရဲ့ B ရဲ့ C တွေကဘယ်အပြည့်ကိန်းမဲမဆို ဖြစ်မယ်ဆိုရင်နံပါတ်1 A အမြောက် B ညီမျှခြင်း B အမြောက် A အဲ့ဒါကိုအမြောက်ဖလှယ်ရာဂုံတက်တီလို့ခေါ်မယ်နံပါတ်1 1အမြောက် A ညီမျှခြင်း A အမြောက်1ညီမျှခြင်း A ရတယ်အဲ့ဒါမှာအမြောက်ထပ်တူရာဂိန်းက1ဆိုတာကိုတည်ရမယ်နံပါတ်3ဂွင်းစား A အမြောက် B ဂွင်းပိတ်အမြောက် C ညီမျှခြင်း A အမြောက် ဝင်းစာဘီအမြောက်စီဝင်းပိတ်အမြောက်ဖက်ဆက်ရဂုံတက်တိဆိုတာကိုသိရမှာဖြစ်ပါတယ်ဒီနေ့ဒီကျေပြောပြပေးတဲ့အကြောင်းအရာလေးကတော့အခန်း1တဘာဝကိမ်းများနဲ့အပြည့်ကိမ်းများရဲ့သင်္ကန်းစာ3မြောက်ချင်းလုံထုံးဆိုင်ရာဂုံတက်တိများအကြောင်းဖြစ်ပါတယ်။ဒါတို့တမီးတို့လည်းဒီသင်္ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချေမျှော်လင့်ပါတယ်။နောက်သင်္ကန်းစာမှာဒီချေတို့ပြန်တွေ့ကြမယ်နော်။တတ်တာ။